ားလုံးမင်္ဂလာပါဒီနေ့ဒီရက်သင်မဲ့သင်ခန်းစာကတော့ခန်းတီလေ့ကျင့်ခန်းတိတိသမ3ကနံပါတ်1 3 5ပဲဖြစ်ပါတယ်နံပါတ်1မှာဆိုလို့ရှိရင်သူကနော်6ဦးနှစ်ပိုင်းတစ်ပိုင်းနိုင်စပြီးတော့တမန်းနဲ့အဲနှုတ်ငါးနှစ်ပိုင်းတစ်ပိုင်းကိုဖော်ပြတဲ့မြားကိုဆွဲပြီးတော့ဆုံးမက်ကိုဖော်ပြပါတယ်နော်ဒါပြမတော်ကြီးတို့ကနော်ကိမ်းမြင့်ဆွဲမယ်သူကစတာက6နှစ်ပိုင်းတစ်ပိုင်းမှာစတာဖြစ်တယ်တဲ့6နှစ်ခုလိုက်ကြရမှာနှစ်ပုံပုံကြီးတစ်ပုံပေါ့နော်အဲ့ဒီနေရာလေးကနေစပါမယ် ဆက်ပြီးတော့မှသူကမြားရဲ့တန်ဖိုးက minus 5 1 2ကိုပေါ်ပြရဲမြားကိုဆွဲမှာဒါဆိုရင်ဒီ6နှစ်ခုနဲ့ကြားရဲမှာသူတို့ကနော်နှစ်ပိုင်းတစ်ပိုင်းရှိတယ်ပေါ့နော်အဲ့တော့နောက်တစ်ခုသူက minus ကိုပေါ်ပြတာဖြစ်တဲ့တည်းဒီအနုတ်ဘက်ကိုသွားပါမယ်ဟုတ်ပြီနော်နှုတ်ဘက်ကိုသွားမှဖြစ်တယ်နောက်တစ်ခုနှစ်ပိုင်းတစ်ပိုင်း6နှစ်ခုနဲ့ကြားရဲမှာနှစ်ပိုင်းတစ်ပိုင်း unit ရပြီဆိုတော့နောက်တစ်ခု5 unit သွားပါမယ်အဲ့တော့6ကနေ5ဒီကို1 unit ငါးကနေ၄ဒီကို1 unit 2 unit နော်ပြန်3 unit 4 unit 5 unit နော်တိတိသွားပါမယ်ပေါ့နော် ညကိုဒီလိုကတိတိဆွဲလိုက်တယ်။ညဆိုရင်ဒီလိုကအဲ့ဒါအဲ့ဒီညရဲ့တန်ဖိုးက9ယူနစ်နဲ့တဝက်ပေါ့နော်။တိကနေနှစ်ကတယူနစ်၊နှစ်ကနေ3ကတယူနစ်၊3ကနေ4ကတယူနစ်၊4ကနေ5ကနေတယူနစ်၊5ကနေ6ကနေ6ကိုတယူနစ်ဆိုတော့ဒီလို9ယူနစ်။ဒီက6နဲ့ဒီ9နဲ့ကြားထဲမှာ2ဘိုင်း2ဘိုင်းဆိုတော့9နဲ့ဘိုင်း2ဘိုင်းပေါ့နော်။သူကအနှုတ်လို့ပြေးထားတာဖြစ်တဲ့အတွက်ဒီလိုအနှုတ်ဘက်ကိုသွားပါမယ်။နော်အနှုတ်ဘက်ကိုသွားမယ်ဒါဆိုရင်ဒီရဲ့ဆုံးမှတ်ပေါ့နော်ဒီများရဲ့ဆုံးမှတ်ကဘယ်မှာဆုံးလာလဲဆိုရင်တစ်မှာဆုံးလာပါ ါကြောင့်မို့အများကြီးဆုံးမဲ့ကိုရေဝက်တက်လို့သတ်မှတ်ပါတယ်ပေါ့နော်ဒါနံပါတ်1ပါနံပါတ်2မှာကျတော့ဒီ -7/3 မှာစပြီးတော့တဲ့နော်1/3မှာဆုံးတဲ့များသည်မိတိရာရှင်တဲ့ကိုဖော်ပြတယ်နည်းရဲ့အဲသူကမြားရဲ့တံမိုးကိုရှာခိုင်းတာပါဒီရာရှင်တဲ့ကိစ္စကမြားရဲ့တံမိုးကိုရှာခိုင်းတာဒါတို့ချီတို့ဂိမ်းင်းဆွဲပါမယ်ဆွဲပြီးတဲ့အခါမှာကျတို့ -7/3 ဆိုတာကိုချီတို့ကနော်ကိရောပြန်ခွဲတဲ့အခါမှာခုနှစ်ကို၃နဲ့စားတဲ့အခါမှာ၃နဲ့ပြီး6ပေါ့နော်။ဒီရက်ကျန်တော့1ဒါဆိုရင် तू က အဲ minus 2 1 by 3ရတယ်ဗောနော်ဒါဆိုရင် minus 2 1 by 3ဆိုတော့ minus 2နဲ့ minus 3ရဲ့ကြားထဲမှာဒီလိုသုံးပုံပုံပြီးတော့တပုံဖြစ်ပါတယ်။ဒါအဲ့ဒီနေရာလေးမှာ minus 7 by 3ပါ။ပြီးကြတော့သူကစမှတ်လဲပေးရတယ်ဆုံးမှတ်လဲပေးရတယ်။နော်ဆုံးမှတ်ကကြတော့1 by 3ပါ။1 by 3ဆိုတော့ကျတော့တင်းမပြည့်ဘူး0နဲ့1နဲ့ကြားထဲမှာ1 by 3ဟုတ်ပြီလားသုံးပုံပုံပြီးတော့ကျိုးတပုံပေါ့။အဲ့ဒါကျတော့အလဲကောင်မှရှိရများဘယ်လောက်ရှိမလဲဦးကျင်တာပါ။ဘယ်လိုရှိရင်ကျတော့ဒီ ညရဲ့စမတ်7 -7 3နဲ့2နဲ့ကြားထဲမှာက3 -1 -3 ရှိပါတယ်။အခု0နဲ့ဒီဆုံးမဖြစ်တဲ့1 -3 နဲ့1 -3 ကကျတော့0နဲ့ကြားထဲမှာ1 -3 3 -2 ပေါ့နော်။အဲဒီအဲ့နှစ်ခုပေါင်းအပြန်ဒီနှစ်ခုပေါင်းရှင်3ဘုံ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 နှစ်ခုပေါင်းရင်3 -2 ဖြစ်ပါတယ်။ကြားထဲမှာက2 unit ရှိရပေါ့နော်။အဲဒီသူ့ရဲ့ညရဲ့တန်ဖိုးက2 -3 3 -2 နော်2 -3 2ဖြစ်ပါတယ်ပေါ့နော်။ ်ဒီအများရဲ့အတန်ဘိုးပါပဲဘိုးလဲဆိုတော့ဒီဒီစမတ်နဲ့မိုင်းနဲ့တူနဲ့ကြားရမှာက၃ပုံတပုံ0နဲ့1 0နဲ့ဒီသူမတစ်ပိုင်းကြားရမှာက၃ပုံပုံတပုံဆိုတော့တမ၃ပုံပုံတပုံကြားရမှာမိုင်းနဲ့တူနဲ့မိုင်းနဲ့1ကတည်ယူနေမိုင်းနဲ့1နဲ့0ချီကတည်ယူနေဆိုနေနော်ဒီအများရဲ့တဘိုးကနော်နှင်း၃ပိုင်း၂ပိုင်းဖြစ်ပါလေဒီနံပါတ်3ပါနော်နံပါတ်3ကတော့ နော်3 1 3နဲ့ဆုံးပြီးတော့အဲ4 2 3ကိုဖော်ပြတော့အများကြီးစမှတ်ကိုဖော်ပြပါတယ်။သူကကျတော့နော်အဲဆုံးမှတ်ပြရတယ်အများကြီးတက်မှုပြရတယ်အများကြီးစမှတ်ကိုလိုချင်တာပါ။အဲကြောင့်မို့နော်ဂိမ်းမြင့်ဆွဲမယ်ဆွဲပြီးတော့ကျတော့3 3ဘိုင်းတစ်ပိုင်းမှာဆုံးလာဖြစ်တဲ့တည်းသူတို့အများကြီးဆုံးမှတ်ဒါ3 3ဘိုင်းတစ်ပိုင်းဆိုတော့3နဲ့4နဲ့ကြားရမှာ3ဘုံဘုံဒီဘုံမှာအဲ့ဒါကအများအများဆုံးတဲ့နေရာပေါ့နော်အများကောင်းရှိတဲ့နေရာပါ။နောက်ကသူကအများတက်မှုကနော်4 3ဘိုင်းနဲ့ဒါဆိုဒီချေတော့ဒီမှာ3နဲ့ ီသုံးဘတ်နဲ့ဂျားထဲမှာသုံးဘတ်တစ်ပိုင်းရှိတယ်ဟုတ်ပြီနော်နောက်တစ်ချီတော့သုံးဘတ်တစ်ပိုင်းလိုတယ်ပေါ့နော်ပြီးတော့၄ယူနစ်လိုရောအဲဒီချီတို့ဂျားထဲမှာနော်ညရဲ့တမူကမာဒီ -1 နဲ့ -2 နဲ့ဂျားထဲမှာသုံးဘတ်သုံးဘုံတစ်ဘုံယူလိုက်မယ်ဒါဆိုရင်ချီတို့ကသုံးဘုံနှစ်ဘုံရပါတယ်ဒါဆိုရင်ဂျားထဲမှာ၄ယူနစ်လိုရယ်ပေါ့နော်၄ယူနစ်က -1 နဲ့ -0 ဂျားထဲမှာ၁ယူနစ်0.1နဲ့ကြားရမှာ1 unit 1နဲ့2နဲ့ကြားရမှာ1 unit 2နဲ့3နဲ့ကြားရမှာ1 unit အလုံးအလုံးပေါင်း เนาะ၄၃ဝိုင်းနှစ်ပိုင်းယူနစ်ပေါ့เนาะဒါဆိုရင်မြားရဲ့စာမတ်ကကြတော့မြားရဲ့စာမတ်ကကြတော့ယူဘယ်မှာစရလဲဆိုရင် -1 ၃ဝိုင်း၃ဝိုင်းပိုင်းမှာစပါရယ်ဒါပေမဲ့အဖြေကမြားကြီးစားမယ် -1 1/3ဖြစ်ပါတယ်ဒါဆိုကျတော့နံပါတ်၄ကိုစသပါမယ်နံပါတ်၄မှာကြတော့သူက -1.5 မှာဆုံးပြီးတော့တဲ့ -3.1 မှာဒီကိုခေါ်ပြတယ်အများကြီးစမ်းမှုကိုခေါ်ပြပါတယ်နော်ဒီကျတော့ဂိမ်းမျိုးဆွေးပါမယ် minus 1.5ဖြစ်တဲ့အတွက် minus 1နဲ့ minus 2နဲ့ကြားရမှာဒီလို0.5ဆိုတာကတဝက်ဖြစ်တဲ့အတွက်ဒီတော့တဝက်ဝက်လိုက်မယ်။နော်အမှားသူကမျှအဆုံးတာပေါ့နော်။ minus 3 1 2ကိုဖော်ပြဆိုတော့မျှကြီးဆက်မယ်။အဲ့ဒါမျှရဲ့ဆက်မကရေတော့ဒီဘက်ကအပေါင်းဘက်ကနေလာမှာပေါ့နော်။ဒါလို့ရှိရင်ဒီမျှရဲ့တန်ဖိုးက minus 3 1 2ဒါဆိုရင် minus 1နဲ့ဒီ minus 2နဲ့ကြားရမှာ1 2ရှိတယ်။ဒါဆိုတော့နောက်ထပ်3 unit ပေါ့နော်။3 unit ဆိုတာ minus 1နဲ့0ကြားရမှာ1 unit ၊0နဲ့1နဲ့ကြားရမှာ1 unit ၊1နဲ့2နဲ့ကြားရမှာ1 unit ဆိုတော့ကျတော့မျှကိုဒူးစီဆွဲလိုက်မယ်။ နော်ဒါဆိုသူ့ရဲ့စာမျက်ကဘယ်လောက်တော့မြားရဲ့စာမျက်ကနှစ်ကနေစာမျက်ပါဒါကြောင့်ဘုအမြားရဲ့စာမျက်ကနှစ်ဖြစ်ပါတယ်နောက်ကနံပါတ်5ကကျတော့မိုင်းနဲ့2ဝိုင်းမှာဆုံးပြီးတော့11 by 4ကိုဖော်ပြတဲ့မြားရဲ့စာမျက်ကိုဖော်ပြပါတယ်ဒါဆိုဒီနောက်တိုင်းပဲနော်ကိမင်းဆွဲမယ်မိုင်းနဲ့2ဝိုင်းမှာဆုံးတဲ့ဖြစ်တဲ့အတွက်မိုင်းနဲ့2နဲ့မိုင်းနဲ့3ကြားထဲမှာတဝက်ဝက်မယ်ဟုတ်နော်ဟုတ်က11.4ကိုပေါ်ပြရမယ်များဆိုတော့ချစ်11.4ဆိုတော့က7ကို6နဲ့စားတဲ့ခါမှာ6နဲ့6 နှစ်၄ပိုင်း၃ပိုင်းပေါ့နော်ဒါဆိုရင်သူ့ရဲ့ unit ကနှစ်၄ပိုင်း၃ပိုင်းဒါဆိုရင် -3 နဲ့ -2 နဲ့ကြားတဲ့မှာက၄ပိုင်း၅ပိုင်းရှိတယ်ဒါဆိုရင်ရေရောကနှစ် unit နဲ့၄ပိုင်း၃ပိုင်းလိုပါတယ်ဒါဆိုရင် -3 နဲ့ -4 ကတူ unit -4 နဲ့ -5 နဲ့ကတူ unit နောက်က၄ပိုင်း၃ပိုင်းလိုတာဖြစ်တဲ့တဲ့ -5 နဲ့ -6 ကြားတဲ့မှာကျတော့၄ပုံပုံပြီးတော့တပုံဆိုင်မယ်ဟုတ်ပြီနော်ဒါဆိုရင်များကအဲအနီ -5 နဲ့ -6 ကထဲမှာရှိတယ်၄ပုံပုံရင်တပုံစီမှာများအဆုံးပါတယ်များဆပါတယ်ပေါ့နော်ဒါဆိုရင်များရဲ့စမ်းမကမိုင်းနပ်5 1မိုင်း 4ဖြစ်ပါတယ်။ဟုတ်ပြီနော်။ဒါဆိုရင်ဒီတော့နံပါတ်5တိပြပါပြီ။အဲ့ဒါကလေ့ကျင့်ခန်း1.3ရဲ့နံပါတ်5ဟိုတက်ကနေ5တိဖြစ်ပါတယ်ဗောနော်။အဆုံးတိရှိပြည့်တဲ့အားလုံးကိုကျေးဇူးတင်ပါတယ်။